မင်္ဂလာပါအခုဖိုးကြီးကိုဆရာမကနေနားခိုင်းတာကွာနားခိုင်းတာဘာမှလည်းသူတို့မခေါ်ဘူးအင်းနလားတိတိနားအမွေပေါ့ကွာအမွေပရောမနောက်ဒီရှစ်နှစ်ဇန်နဝါရီလ9ရက်နေ့မှာ PET CT scan ရခင်တခါတော့လည်းပဲ စစ်ဆေးမယ်စစ်ဆေးတဲ့ခါကျတော့ကင်ဆာဘလောက်ဘလောက်ကြံရခနှုတ်ရှိလေအရင်ကတော့တော့80ရခနှုတ်ကပြတ်သွားပြီ20ရခနှုတ်ပဲကြံတယ်လေအခုတခါကျတော့ဒီ20ရခနှုတ်တည်းကနေဘလောက်ဒုဒုကင်ဆာတွေရှိသေးလဲဆိုတော့ပြန်လို့ဆေးရမယ်ဟဲ့အဲ့ဒီတော့ကကုန်နေအမွေထားရကောနှစ်နှစ်နှစ်လားတိတိ နိုဝင်ဘာ6ရက်နေ့ကနေ6ရက်နေ့6ရက်နေ့ပြီးတဲ့အခါကျွန်တော်9ရက်နေ့ကနေဇန်နဝါရီလ9ရက်နေ့ရှင်းနှစ်အဲ့ဒီမှာနန္လာအချိန်ပြီးထားတော့ကွာနန္လာအချိန်မှာကောင်းကောင်းနေပေါ့ကောင်းနေပြီးတော့ကျွန်တော်ကင်ဆာနဲ့ကိုနဲ့ဘယ်ဘလူးအချိန်နေရှိလဲဆိုတာကိုဆန်းစစ်အောင်ပဲကင်ဆာလည်းသူက terrorist လိုပဲအချိန်မရဘုံဒင်းဆိုတော့ကကြလာလာဘလို့တိုင်နိုင်တယ်အခု20ရခနုံးပဲကြံတယ်ကွာအဲ့20ရခနုံးတင်းကနေဘလူဖြစ်မနေဆိုတာတော့ကိုကခမလို့မရသေးဘူးကိုစီမတော့ကျမရေးတော့ကောင်းတယ်ခုလက်ကျမရေးကောင်းတယ်စောတော့လည်းကောင်းကောင်းမွန်စောင်းနိုင်တယ်ပေါ်ဝေးကလည်း145လောက်ရှိတယ်ခုတော့တော့120လောက်ကြီးကြပါလား အဲ့ဒီတော့ဒီအချင်းအချင်းတွေဘလို့ရှိတယ်ဆိုတာဟိုချင်းကျညာလာစနစ်ရနေမှာဆရာဝန်ကနေပြောပြမယ်မင်းအချင်းတွေဘလောက်ဘလောက်ရှိတယ်ဘယ်နည်းရဘယ်နည်းဘလောက်မှမရှိတော့ဘူးအကုန် ပြောက်ကင်းသွားပြီလားဒါမှမဟုတ်ရင်လည်းဘလောက်ကြံသေးတယ်အဆရှိသဖြင့်သူကနေပြောပြမယ်ဒီလင်ဖိုမား လင်ဖိုမာကင်ဆာယောဂါကဟိုတော့ချက်ကလင်ကနေဒီဆိုတာတမရကနေဒီရဲ့ဇနီးနောက်တစ်ခါဦးနာစစ်ရဲ့ဇနီးပေါ့အဲ့ဒီအမျိုးသမီးဟာ1900 1993ခုနှစ်မှာသူနေအဲ့ဒီတီသမလောက်လောက်မှာသူလင်ဖိုမာကင်ဆာဖြစ်တယ်ဆိုပြီးတော့ကျတော့ညောတည်ရတယ်နောက်ကျတော့ 1994ခုနှစ်မှာမီလာမီလာဆိုတော့ငါလာကြောက်ကြောက်ပဲသူအသက်ရှင်လိုက်တယ်ငါလာပြီးတဲ့ခါကျတော့မီလာမှာသူ1994ခုနှစ်မှာဆုအသက်ဆုံးသွားဆုရှုံးသွားတယ်အဲတော့လင်ဖိုမာလည်းကြောက်တယ်ဟိလင်ဖိုမာနဲ့လည်းနောက်တစ်ခါကျတော့ ချင်းဖွန်တာဆိုရုပ်ရှင်သမီးကြီးချင်းဖွန်တာလေအဲသူလည်း2022ခုနှစ်မှာဒီလင်ဖိုမာကင်ဆာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သတင်းကြားလိုက်တယ်အခုရက်ထိသူ့ရဲ့လင်ဖိုမာကင်ဆာကသူ့အသက်ရှင်တော့ပဲအခုအထက်ဒီအခြေအနေကောင်းတယ်သူ့သူ့ရဲ့အခြေအနေကကျတော့ တချို့လဲလင်ဖိုမာကင်ဆာကိုတခါတည်း၄ချိန်သီးသွင်းပြီးဒီကကျတော့လဲပြုတ်သွားတဲ့မိကလေးတွေလည်းရှိတယ်ကွာအဲ့တော့တိတ်တော့အဲတိတ်တော့အချိန်ကြီးကပြောလို့တော့မဖြစ်ဘူးဒီနဲ့ဒီမဲ့ရှင်နဲ့ရှင်မဲ့ဘလောက်ကြာမလဲဆိုတာတော့ဒီနှုံးနဲ့ ဇန်နဝါရီလ12ရက်နေ့ကျမဘူကြီးရဲ့အဲကင်ဆာအကြောင်းသိရှိရမယ်ပေါ့အခုချိန်တော့ကင်ဆာလည်းခုချိန်ကနေတကဖြစ်နေတာအရှိတုံးအောင်ဆောင်မလဲအင်ဒိုနီးရှားတို့ရိုက်အင်းထိုင်းလန်တို့နောက်တစ်ခါကျတော့ဟိုနီးနမ်မှာရှိတဲ့ နေရာတွေလည်းရှိတယ်အင်ဒိုနီးရှားနောက်တစ်ခါကျတော့ကမ္ဘောဒီးယားအစရှိတဲ့ပြည်အဲ့ဒီနေရာဒီမှာလည်းနောက်ဗမာပြည်လည်းသူအခုချိန်ဘာဖြစ်လိုက်ဖြစ်လိုက်ကင်ဆာနဲ့ဆုံးတဲ့ဟာရမြားတော့ကောအဲ့ဒါကဆုတ်ကင်ဆာတို့လီဗာကင်ဆာတို့အစရှိတဲ့ပြည်ကိုတကယ်တရားလဲအုံတော့ကင်ဆာနဲ့ဆုံးသွားတယ်အဲ့ဒီယာပြီးကြတဲ့နှစ်ကပဲအဲ့လိုမျိုး ဥနုကန်ဆာလောတရုတ်ကခက်ခဲတယ်နော်ကခွဲစိတ်ကူရမှာဟုတ်ကွအဲ့တချို့ကင်ဆာတွေပေါ်နေတဲ့ကျွန်တော်ဥပမာဥမာချင်းကင်ဆာဆိုရင်ပေါ်သွားတော့ဘယ်ရောက်လာလို့ဆိုအဆုတ်ကင်ဆာတို့ဒီ liver တို့မှာအသည်တို့မှာယောဂကုသတဲ့အကြောင်းမို့အဲ့ဒီအဲ့ဒီအသည်တွေနော်အဆုတ်ဖြစ်တဲ့နေရာလေးကိုခွဲစိတ်ခွဲစိတ်ပြရတယ် အဲ့အဲ့လိုမျိုးတွေလည်းရှိတယ်။ကင်းစားတော့ကြောက်စရာပဲအခုချိန်ကနိုင်နိုင်ငံတကာမှာလည်းကုန်ဖြစ်နေတဲ့အချိန်ကြီးဖြစ်နေတာ။အဲ့တော့တတိတထားကြပြီးတော့ကိုယ်ကအစားတော့ဆင်ခြင်းအဲနောက်တစ်ခါကျတော့အစားတော့အဓိကအစားတော့ပဲကွာ။စားတော့နေကြမှာကြီးအချိန်ကြီးကောင်းရင်ကင်းစားမှာဖြစ်တော့ဖြစ်ဘူး။အဲ့ဒါတတိတထားကြပြီးတော့အဖိုးကြီးရဲ့

ခုရှင်ဟာဒါပေမဲ့ရာသီဥတုကဒီတို့ချီချီမဆောင်းရည်ဖြစ်နေတဲ့ခါကျတော့ဒီအနှုတ်2ဒီဂရီစင်တီဂရိတ်လောက်ရှိနေတယ်အဲ့တော့ခါကျတော့စင်းနေနေလေဟိုတနေ့ကကြလာသေးကွာအဲ့လိုမျိုးပြီးတော့ကျမကြီးလည်းအထူးဂရုစိုက်နေရတယ်အဲ့တော့နမူရီယားလိုဘာလို့ဝင်လဲကြောက်နေရတယ်အဲ့ဒီအချိန်ကျတော့ကင်ဆာကနေပို့ပြီးတော့ ဘူဘရသူတို့လည်းဝင်ရောက်တယ်ဆိုရင်တော့ကျမကြီးချူရင်နိုင်တယ်အဲ့ဒါကြောင့်မို့အမြင့်သတိထားနေကြတဲ့အကြောင်းတတိတောင်းပြောရင်လည်းအဖိုးကြီးရဲ့ကျမကြီးတို့ကြဲကြဲကိုဒီပဲနားပြရစီဒါပေမဲ့ကျေးဇူးအများကြီးတင်တယ်ကွာအဲကိုအလုံးဆူတောင်းပေးကြတဲ့မိတ်ဆွေနဲ့တာရီသမီးကြီးကျေးဇူးအများကြီးတင်တယ်ဒါပေမဲ့ thank you very much